ဒီလိုကြီးအားနေတိုင်းစားလက်ဖြူရဲ့အစဲအပြင်းကိုသုံးပြီးဖားခင်ဖြစ်သူကိုရေချိုးပေးပါရယ်ဖားခင်ဖြစ်သူကတက်တက်ရှိရင်ဖြစ်သွားပါပြီတန်ရှင်းလောက်တာနေတဲ့မလုံလောက်သေးပါဘူးကျိုးစားကိုထပ်ပြန်ပြီးပြန်ကျဲနေတဲ့ယူတွေကိုချိတ်ဆက်ပြန်ပါရယ်နောက်ဆုံးမှာတော့အဖေဖြစ်သူကပြည်ပြည့်စုံတဲ့ယူစုကြီးတစ်ခုဖြစ်သွားပါရယ်ဒါကတော့သူသမီးကိုပေးတဲ့လက်ဆောင်ပါဒါပေမဲ့ကလေးမလေးကလုံးဝမကြောက်တဲ့အပြင် အယူစုဘဘိုးကိုပါပွေးကြည့်ခိုင်းလိုက်ပါရယ်ဘာကြောင့်လဲဆိုတော့သူမဟာလည်းအယူစုဖြစ်နေလို့ပါကမာလေးရဲ့အမေဖြစ်သူတောင်ချွင်ချက်မရှိပါဘူးဒီလိုဟာစေဖောက်ပြန်နေတဲ့လူသက်သမားတယောက်ဖြစ်ပြီး ပြင်းထန်တဲ့စိတ်ကစင့်ကလေးအဖြစ်တဲ့ယောဂဝေဒနာကိုခံစားနေရသူဟာသူဟာပြည်ပြည်စုံတဲ့မိသားစုကိုပိုင်ဆိုင်ခြင်းနဲ့အတွက်အပြစ်မရှိတဲ့သူတွေကိုတပ်ဖြတ်ပြီးသူ့ရဲ့မိသားစုဝင်တွေအဖြစ်သတ်မှတ်ခဲ့တာပါ။ဒီနေ့မှတော့အဲဒီလူကြီးဟာစားရဲသွားတဲ့ရင်ပြင်းမဲ့အစ်ကိုတွေ့လိုက်ရပါတယ်။အစ်ပြောင်းလာကြတဲ့လူငယ်စုံတွေပါ။ဒါပေမဲ့ဖတ်တီးဘူရောကတော့နှုတ်ပြနေတဲ့ဇနီးတဲလေးကိုပဲစိတ်ဝင်စားနေပါတယ်။တစ်ဖက်ကိုလက်ပြနှုတ်ဆက်ပြီးတဲ့နောက်မှာတော့ဖတ်တီးဘူရောဟာဘယ်ကိုစားလို့ရှာရမလဲဆိုတာကိုစပြီးကြံစီပါတော့တယ်။ ုံနဲ့မင်ကြီးရဲ့အကူအညီကြောင့်လာပဲတော့မသိပါဘူး။တညာမှာအယံမူးလာတဲ့လင်မယားဟာဖတ်တီဘိုရော်ရဲ့စာတိုက်ပုံကိုဝင်တိုက်မိသွားပါလေ။အမျိုးသမီးကချက်ချင်းပဲတကားသွားခောက်ပေမဲ့ဘသူကမှပြန်မဖြေခဲ့ပါဘူး။ဒါဝေလေအကြောင်းကြားစာတစ်စောင်းချန်ထားရုံကလွဲပြီးဘာမှမတတ်နိုင်ခဲ့ပါဘူး။ဖတ်တီဘိုရော်ကအမောင်တဲကနေအရာအလုံးကိုစောင့်ကြည့်နေတယ်ဆိုတော့သူတို့မသိကြပါဘူး။ကံကောင်းစွာနဲ့ပဲစာရိုက်ပုံထဲမှာဝတ်ထားတဲ့အယူကောင်ကိုလည်းသူတို့မတွေ့ရှိသွားခဲ့ကြပါဘူး။အဲ့ဒီအယူကောင်ကဖတ်တီပိုးရော်ရဲ့ပထမစနီးပါ ဒါပေမဲ့ဒုတိယမြောင်နေမှာတော့လင်မယားနှစ်ယောက်ဟာထူးဆန်းနေတဲ့စာတိုက်ပုံကိုတွေးရှိသွားကြပါတယ်။မင်းညာကတိုက်မိပြီးတော့ပြက်စီးသွားတဲ့လောင်စာကန်ဟာအခုတော့အကောင်းပက္ခတိအတိုင်းပြန်ဖြစ်နေပါပြီ။သူတို့နှစ်ယောက်သားဟာဒါကဖတီပူတော့စောစောထပြီးပြန်ပြင်ဆင်ထားတာပဲဖြစ်မယ်လို့ခံမှန်းလိုက်ကြပါတယ်။ဒါပေမဲ့ဘလို့ပဲဖြစ်နေပါစေသူတို့နှစ်ယောက်ဟာတောင်းပန်ဖို့ဆုံးဖြတ်လိုက်ကြပါတယ်။ငါးစလာဟတ်တာကိုမြင်တော့ဖတီပူတော့ဟာလေချက်ချင်းပဲသူတို့နှစ်ဦးကိုအိမ်ထဲဝင်ထိုင်ပြီးစကားပြောဖို့ဖိတ်ခေါ်လိုက်ပါတယ်။စကားသမီးပြောကြည့်လိုက်တော့တာဝေးရဆရာဝန်တူဦးဖြစ်ပြီး အန်နာကတရင်တော်တယောက်ဖြစ်ကြောင်းဖတ်တီးပို့တော်သိရှိသွားပါတယ်။မိဘနှစ်ပါးလုံးကလည်းဆုံးမသွားပြီဖြစ်တဲ့အပြင်အသီးမိတ်ဆွေတွေကလည်းမများဆဆမရှိပါဘူး။ဒါဟာဖတ်တီးပို့တော်အတွက်သဘာဝကဖန်တီးပေးလိုက်တဲ့တားကောင်းပါပဲ။ဒါကိုအန်နာကမသိပဲဖတ်တီးပို့တော်ရဲ့အိမ်ကိုချီကျူးနေပါတယ်။ဒါပေမဲ့တရင်တောက်တရားအနေနဲ့သူဟာတဲလွန်စားတချို့ကိုလည်းရှာတွေ့ခဲ့ပါသေးတယ်။အဲဒါကတော့အခုမှပထမဆုံးအကြိမ်တွေ့ဆုံကြတာကိုဖက်တီဘိုရောကဘလို့လုံးများသူတို့ကိုကယ်လီဖိုးနီးယားကလာမယ်တည်နေလဲဆိုတဲ့အချက်ပါ အနာရဲ့အမေကိုရင်ဆိုင်ဖို့ဖတ်တီဘူတော်ဟာကားနံပါတ်ပြားကနေမြင်လိုက်တာလို့အလင်းအမြန်ဖြေလိုက်ပါတယ်။မထင်မှတ်ထားပဲကတိကောက်ဖြစ်နေမှုကိုဖြည့်ရှင်းပြီးသွားတဲ့နောက်မှာဖတ်တီဘူတော်ဟာစပြီးစိတ်ချောက်ချလာပြန်ပါတယ်။အနာဟာသူ့ကိုလမ်းကြည့်ရင်သူတို့လင်မယားနှစ်ယောက်ကစားတိုက်ဘုံကိုတိုက်မိလိုက်လို့စိတ်ဝမ်းကွဲနေတဲ့အချိန်ဖတ်တီဘူတော်ကမင်းသားဝင်လုံးလိုက်တယ်လို့ပဲလို့ပြောလိုက်ပါတယ်။ဖတ်တီဘူတော်ကလည်းငါကအဲ့ဒီလိုလူမျိုးလားလို့မေးလိုက်တော့တာဝေးတို့လင်မယားကလည်းတောင်းပန်ပါတယ်ကျွန်တော်တို့ပြန်ရောပေးပါမယ်လို့ပြောလိုက်ပါတယ်။ဒါပေမဲ့ဖတ်တီဘူတော်ကတော့ရရောစွာနဲ့ပဲရောချင်းဝေလက်ခံဖို့ကိုညှင်းဆန်လိုက်ပါတယ်။ ဒါဟာအနာကိုစိတ်မကောင်းဖြစ်စေမိတဲ့အတွက်ဒီနေ့ညတို့တို့အိမ်မှာညစာလာစားဖို့နွေထွေးစွာနဲ့ဖိတ်ချလိုက်ပါတယ်။ဒါဟာဝင်းပလီကိုအိမ်ထဲဖိတ်ခေါ်လိုက်သလိုပါပဲ။အဲ့ဒီညခေမှာပဲဖတ်တီပိုတော်ဟာပျော်ရှင်စွာနဲ့ချိန်ဆထားတဲ့နေရာကိုသွားခဲ့ပါတယ်။ဘာကောမှမသိတဲ့အနာဟာလည်းဖတ်တီပိုတော်ကိုခေါ်ပြီးအိမ်ငန်းတွေကိုလိုက်ပြနေခဲ့ပါတယ်။အိမ်ခန်းကိုတော်မြင်လိုက်ရတဲ့အတွက်ကြောင့်ဖတ်တီပိုတော်ကသဘောကျလို့မဆုံးဖြစ်နေပါတယ်။အဲ့ဒီအခါမှာဖတ်တီပိုတော်ကမြေောက်ခန်းကိုသွားကြည့်ချင်တယ်လို့ပြောလာပါတယ်။ဒါဟာလူသက်ပြီးနှုတ်ပိတ်လိုကောင်းတဲ့နေရာတစ်ခုဖြစ်နေနိုင်လို့ပါ။ ။ကံကောင်းစွာနဲ့ပဲလင်မယားနေအောင်ဟာလည်းမြေရောက်ခန်းကမောင်မဲနေပြီးမီလုံးဝမစင်ရသေးဘူးလို့ပြောလိုက်ပါရယ်။လှော်ရှားဖို့အခွင့်အရေးမရှိဘူးဆိုတော့ဖတ်တီးဖို့တော့လည်းမတတ်တာပဲလက်လျှော့လိုက်ရပါရယ်။ဒါပေမဲ့စားတောင်းနေစဉ်အတွင်းမှာလင်မယားနေအောင်ကဝန်ထဲဆရာကိစ္စတခုကိုပြောပြလိုက်ပါရယ်။သူတို့မှာသမီးလေးတယောက်ရှိခဲ့ပေမဲ့ကင်ဆာရောဂါနဲ့အသက်ဆုံးရှုံးသွားခဲ့ရပါတယ်။ဒါကြောင့်သူတို့ဟာဘဝအတိတ်ကိုစတင်ခြင်းလို့ဒီကိုပြောင်းလာခဲ့ကြတာပါ။နေမယားနေအောင်စိတ်ပြက်လက်ပြက်ဖြစ်နေကြတဲ့အချိန်မှာပဲဖတ်တီဘူတော်ကနှုတ်ဆက်ဖို့အခွင့်အရေးယူလိုက်ပါတယ်။ဒါပေမဲ့သူကအိမ်ကထွက်သွားပေမဲ့သူ့အိမ်ကိုမပြန်ခဲ့ပါဘူး။ အဲ့ဒီအစားသူများရဲ့အိမ်တော်ဖွေးကိုသွားလိုက်ပါတယ်။နေမယားနေရောက်ကတော့သမီးလေးတည်ဆောမှုနဲ့ပတ်သက်ပြီးအပြင်းထန်ညှင်းခုန်နေကြပုံပါပဲ။အမောင်ထဲမှာပုံနေတဲ့ဖက်တီဘူတော်ကိုလုံးဝသတိမထားမိကြပါဘူး။ဒါကြောင့်ဖက်တီဘူတော်ဟာသူ့မှာအခွင့်အရေးရှိသေးတယ်လို့ခန်းစားမိခဲ့ပါတယ်။ဒါပေမဲ့ဖက်တီဘူတော်ရဲ့ပြုမှုဟာဇနီးတဲ့ဖြစ်သူကိုဒေါသထွက်စေခဲ့ပါတယ်။သူရဲ့အမြင်မှာအန်နာပေါ်လာတာကသူ့မိသားစုအခြေအနေကိုပြပြတက်တန်ချိန်ချောင်းနေတယ်လို့ပဲလို့ထင်နေပါတယ်။ဖတ်တီဘူတော်ကဒီစကားကိုကြားတဲ့အခါသူ့ဇနီးကယုံကြည်မရှိတာတွေပြဿနာရှာနေတယ်ဆိုပြီးဒေါသထွက်သွားပါတယ်။ ပထမဇနီးကိုပြီးခဲ့တဲ့ပြည်ထောင်အတိုင်းမင်းကိုမီဆန်ခိုင်းရမယ်ဆိုပြီးဖက်တီးပိုးတော်ကပြောတော့သူဇနီးကရှင်ကကျမကိုလည်းစားတဲ့ပုံထဲမှာထည့်ထားမလို့လားလို့မိလိုက်ပါတယ်ဖက်တီးပိုးတော်ကစတင်လှရှာတော့မယ့်အချိန်မှာပဲသမီးဖြစ်သူရဲ့အတန်ကိုကြားလိုက်ရတာကြောင့်ဖက်တီးပိုးတော်လည်းချက်ချင်းပဲညှင်းခုန်နေတာကိုရက်လိုက်ပြီးသမီးလေးကိုချီကအိမ်ခံထဲပြန်ပို့လိုက်ပါတယ်သမီးလေးကလည်းတတိကြည်ကြည်ထားရင်းနဲ့သမီးရောအစားထိုးခံရမှာလားလို့ဖက်တီးပိုးတော်ကိုမိလိုက်ပါတယ်နေမအေးချရှိတဲ့သမီးလေးကိုတော့ဖက်တီးပိုးတော်ကဒီအိမ်မှာသူချစ်ရသောသမီးလေးပဲလို့ပြောလိုက်ပါတယ် ဒါပေမဲ့တမီလီယာတယောက်တည်းအထီးကျန်ပြီးကြောက်တာမလို့မမတယောက်ဖော်လို့ကျင်တယ်လို့ပြောလိုက်ပါတယ်။ဖတီဘိုတော်ကလည်းချက်ချင်းသဘောတူလိုက်ပြီးမနဲ့ပြန်ကြရင်တမီလီဆန္ဒတွေပြည့်စည်ရမယ်လို့ပြောလိုက်ပါတယ်။ဒီလိုနဲ့ပဲဖတီဘိုတော်ဟာအယိုးစုကြီးကိုဖတ်ပြီးအိပ်ပျော်သွားပါတော့တယ်။နောက်တနေ့ရောက်တော့ဖတီဘိုတော်ဟာအကြောင်းကိုသွားခဲ့ပါတယ်။ရိုးရှင်ပြီးလိမ္မာမဲပုံပေါ်တဲ့ကောင်မလေးတယောက်ကသူ့ရဲ့အာယုံကိုဆွဲဆောင်သွားခဲ့ပါတယ်။တစ်ဖက်ကကောင်မလေးကမမလို့ဖို့အတွက်တင့်တော်နေပါတယ်။ ဒါပေမဲ့ဖတ်တီဘိုတော်ဟာသူ့ကိုယ်ပဲအာယုံဆိုင်ပြီးတလန်းလုံးလိုက်လာတဲ့အတွက်သတိမထားမိပဲကာမတော်တဆာဖြစ်သွားပါလေ။ဒီယုတ်တရဖြစ်ပေါ်လာတဲ့မတော်တဆာမှုကြောင့်ကာမာလီယာဒီဘီဆိုးကနေလွတ်မြောက်သွားပါလေ။ဒဏ်ရာရသွားတဲ့ဖတ်တီဘိုတော်ဟာဆေးရုံရောက်သွားတော့အနာရဲ့ခင်မုန်းဖြစ်သူနဲ့ဆုံးခဲ့ပါလေ။မထင်မှတ်ထားပဲသူကအရေးပေါ်ကံကဆရာဝန်တယောက်ဖြစ်နေတာပါ။တန်ရာရီကိုကူတာပေးနေတဲ့အချိန်မှာဖတ်တီဘိုတော်ကတွဲဝိုက်တဲ့အနေနဲ့ဒီလူငယ်စုံတွေကြားမှာတခုခုတော့မာနေတယ်လို့ပြောလိုက်ပါတယ်။ခင်မုန်းဖြစ်သူကလည်းအနာပေါ်သိမ့်မကျင်တဲ့နေပုံပါပဲ။ ရပိုင်းလောက်ကြာပြီးတဲ့နောက်မှာဖတ်တီဘိုရောဟာဗမ်းမွေနေရေလောင်ရင်နဲ့တပတ်ကအင်ရှင်မှာရေကားတစည်းရထားတာတွေ့လိုက်ရပါတယ်။တီးချင်းစိပြင်းပြနေတာနဲ့တကားခောက်ပြီးသွားမိလိုက်ပါတယ်။အန်နာကလည်းအားငယ်စွာနဲ့သူ့ရဲ့ခင်မုံရုတ်တရက်ပြောက်သွားလို့ပါဆိုပြီးငိုပြီးတော့ပြောလိုက်ပါတယ်။ဖတ်တီဘိုရောကလည်းဖတ်ပြီးနှစ်သိမ့်ပေးလိုက်ပါတယ်။အန်နာပြောတာကတော့ဒီရပိုင်းတွင်စကားများခဲ့ကြတယ်လို့ပြောပါတယ်။ဒါပေမဲ့ခင်မုံဖြစ်သူကဒီလောက်ထိရရဲ့ဆက်ဆက်နှုတ်မဆက်ပဲထွက်သွားလိမ့်မယ်လို့မထင်ထားမိဘူးလို့ပြောပါရယ်ဒီလိုပြောပြီးတာနဲ့ငိုယိုရင်းဖက်တီဘိုးတော်ဘက်ကိုရိုင်းကြသွားပါရယ် ဖက်တီဘူရောကလည်းယုံကြည်ချက်တွေရှိလာပြီးဒီအခွင့်အရေးကိုတုံးချပြီးဒီမျိုးသမီးကိုဖမ်းမယ်လို့ဆုံးဖြတ်လိုက်ပါတယ်။အင်းရောက်တာနဲ့ဇနီးဖြစ်သူကိုချက်ချင်းမြောက်ခံကိုဆွဲခေါ်သွားခဲ့ပါတယ်။ဇနီးဖြစ်သူကလည်းသူ့ကိုတတ်ချင်နေတာဟာအနာကိုရကျင်တဲ့အတွက်ကြောင့်မလားဆိုပြီးဆွဆွဲပါတယ်။ဖက်တီဘူရောကလည်းညင်လိုက်ပြီးဒါကသူ့ကိုမိုးနဲ့မေကပေးတဲ့အခွင့်အရေးလို့ပြောလိုက်ပါတယ်။အရင်နောက်မှာတော့သူဟာဇနီးဖြစ်သူကိုခယူနာမဲစွာရိုက်နှက်ပါတော့တယ်။အချိန်ခွနရက်ကုန်သွားပြီမဲ့အန်နာဟာသူ့ခင်မုန်းနဲ့ပတ်သက်တဲ့ပါတဲ့မှာမရသေးပါဘူး။ ဒုတိယတခါတော့တကယ်လက်လွတ်လိုက်ပြီထင်တယ်လို့ပြောတော့ဖတ်တီးပို့တော်ရဲ့စိတ်ထဲမှာပျော်ရွှင်နေမိပါတယ်။နှစ်သိမ့်တဲ့စကားနဲ့ငယ်ပြောပြီးတဲ့နောက်မှာအန်နာကိုဒီညသူ့အိမ်မှာညစာလာစားဖို့ဖိတ်လိုက်ပါတယ်။သဘောတူညီမှုရရှိပြီးတဲ့နောက်မှာတော့ဖတ်တီးပို့တော်ဟာအာရဝန္တာစွာနဲ့အင်ကိုပြန်ပြီးပြင်ဆင်มาတော့တယ်။ခဏမှုကိုပြဖို့အတွက်သူကအနောက်တိုင်းဝတ်စုံကိုပါတရားဝင်နေပါတယ်။ဒီရာတွေအားလုံးကညကြရင်အန်နာကိုဖမ်းဖို့အတွက်ပါပဲ။ညပိုင်းရောက်တော့ဂရိအတိုင်းအန်နာရောက်လာပါတယ်။ဖတ်တီးပို့တော်ဟာဖျောင်းနိုင်မီညီပြီးညစာကိုဂယူတိုက်ပြင်ဆင်နေပါတယ်။ ဒါပေမဲ့အန်နာဟာစိုးရိမ်နေတဲ့အတွက်ကြောင့်မစားခဲ့ပါဘူးဖတ်တီးပိုးတော်ရဲ့မျက်လုံးထဲမှာတော့မတူကွဲပြားစွာမြင်အောင်နေပါတယ်ကျမရှင်နဲ့အတူအခုဒီအချိန်ဒီနေရာဒီစပွဲပေါ်မှာကားချင်တယ်လို့ပြောတယ်လို့မြင်ရောင်နေပြီးဖတ်တီးပိုးတော်ဟာအာအသင့်နေခဲ့ပါတယ်။ဒီအချိန်မှာပဲအန်နာဟာမတက်ထရက်လိုက်ပြီးတော့သွားတော်မယ်လို့ပြောလိုက်ပါတယ်။ဒါပေမဲ့ဖတ်တီးပိုးတော်ကဘလို့လို့လွယ်လွယ်နဲ့သူ့ကိုအလွတ်ပေးမှလဲ။အခန်းတွေလိုက်ပြပါရစေဆိုပြီးတော့ပြောလိုက်ပါတယ်။အန်နာလည်းညင်ရခတ်တာနဲ့ဖတ်တီးပိုးတော်နဲ့အတူအပေါ်ရက်ကိုတက်လိုက်လာခဲ့ပါတယ်။ ဖတ်တီဘိုရောအခန်းတကားကိုဖွင့်လိုက်တော့အယိုးစုသုံးစုကအခန်းအလေမှာကြိုးစိုးနေတဲ့ပုံနဲ့ရက်နေတာကိုမြင်လိုက်ရပါတယ်။အန်နာလည်းဒီမြင်ကွင်းကိုမြင်ပြီးထိတ်လန့်လွန်းလို့စကားတော့မပြောနိုင်တော့ပါဘူး။ပြီးတော့အဲ့ဒီအချိန်မှာပဲဖတ်တီဘိုရောဟာအနောက်ကနေလေဘင်းကိုကျိုးနဲ့ဆွဲလိုက်ပါတယ်။ဒါပေမဲ့ကံကောင်းစွာနဲ့အန်နာကလည်းခေတူမဟုတ်ပါဘူး။မထင်မှတ်ထားတဲ့အချိန်မှာတထောင်စင်းနဲ့ဖတ်တီဘိုရောကိုစတင်တိုက်ခိုက်ခဲ့ပါတယ်။ပြီးတော့ဒီခွင့်ယူယူပြီးကျိုးကနေလွတ်မြောက်သွားအောင်လုပ်လိုက်ပါတယ်။ ဒါပေမဲ့တပတ်လူကိုအပြပြင်းနဲ့ကန်လိုက်ပြီးတဲ့နောက်မမျော်လင့်ထားပဲကျုံနေညီပြီးမြေပေါ်သို့လဲကျသွားပါတယ်။ဖတ်တီဘူတော်ကလည်းအနောက်ကနေခြေတစ်ဖက်ကိုလှမ်းဆွဲထားပါတယ်။အန်နာဟာအသေးအတန်ထွက်ပြေးသွားခဲ့ပါတယ်။မထင်မှတ်ထားပဲတကားကလည်းလောချထားတာဖြစ်နေပါတယ်။ထပ်ပြီးပြပြန်တော့ဖတ်တီဘူတော်ရဲ့လက်ပဲညစ်ခြင်းကိုခံလိုက်ရပါတယ်။အဲဒီအချိန်မှာပဲရုတ်တရက်နောက်ကနေလက်ကင်မွားတစ်ခုနဲ့ဖတ်တီဘူတော်ရဲ့နှာခေါင်းကိုအုပ်လိုက်ပါတယ်။မကြာခင်မှာပဲဖတ်တီဘူတော်လည်းမေ့မျောသွားပါတော့တယ်။တကယ်တမ်းကျတော့ဒါဟာလင်မယားနှစ်ယောက်ရဲ့အစီအစဉ်မှာ ဖတီးပိုးတော်နူလာတဲ့အချိန်ရောက်တော့သူ့ရဲ့ခြေလက်တွေအားလုံးကိုတင်းတင်းကြပ်ကြပ်ချီနှောင်ထားပါတယ်။လင်မယားနှစ်ယောက်ဒီကိုပြောင်းလာကြတာဟာဒီလိုအခွင့်အရေးကိုရဖို့အတွက်ပါပဲ။ထိုအချိန်မှာပဲအန်နာကရှင်ကားကျမတို့သမီးလေးကိုတက်လိုက်တဲ့လူယုံမာကောင်လို့ပြောလိုက်ပါတယ်။ဒီစကားကိုကြားလိုက်ရတော့ဖတီးပိုးတော်ဟာဆိတ်ရှုပ်သွားပါတယ်။သူ့ရဲ့ရိုးစုသမီးလေးကတကယ်တမ်းကျတော့သူ့တို့လင်မယားနှစ်ယောက်ရဲ့ကလေးဖြစ်နေကြတာပါ။သမီးလေးပျောက်ဆုံးသွားပြီးတဲ့နောက်သူတို့လင်မယားနှစ်ယောက်ဟာအလုတ်ထွက်ခဲ့ကြပြီးတစ်ချိန်လုံးဒီကိစ္စအကြောင်းစုံစမ်းနေခဲ့ကြတာပါသူတို့ဒီကိုပြောင်းခဲ့ကြတယ်ဆိုတာကလည်းအတူပါတကယ်တမ်းသူတို့ပြမက်ကဖတ်တီးပူတော့ပါ သမီးလေးကိုတတ်တဲ့သူကဖတ်တီးပိုးတော်ဆိုတာအတိပြုပြီးတဲ့နောက်လင်မယားနှစ်ယောက်ဟာဒီကိစ္စတွေကိုတရားစီစဉ်ပြီးဖတ်တီးပိုးတော်ကိုလက်စားချေဖို့လုပ်ခဲ့ကြတာပဲဖြစ်ပါတယ်။နောက်ဆုံးမှာတော့တာဝေကကျွန်တော်တို့တခြားသူတွေကိုဘယ်တော့မှထိခိုက်အောင်မလုပ်ခဲ့ဘူးဘူး။ခင်ဗျာကျွန်တော်တို့သမီးကိုမယူသွားခင်အထီးပေါ်လို့ပြောခဲ့ပါတယ်။ဇလန်လေးရဲ့အဆုံးမှာတော့ဖတ်တီးပိုးတော်လည်း15ရက်ကြာနှိမ့်ဆက်ညင်မဲ့ခံရပြီးနောက်မှာသူ့ရဲ့အပြစ်ရှိတဲ့ဘဝကြီးလည်းအဆုံးသတ်သွားပါတော့တယ်။